လဖတ်တုတ်ကိုတော့ကြိုက်တယ်ဒါပေမဲ့လဖတ်တုတ်စားပြီးရင်နေလို့မကောင်းဘိုက်အောင်နဲ့လဖတ်နဲ့မတည့်ဘူးဆိုတဲ့သူတွေဒီငရဲဘလူးရက်ကိုလဖတ်စားထိုးနေနဲ့တုတ်စားလို့ရပါတယ်ဒီငရဲဘလူးရက်ကလေးကလေခါးတဲ့တက်လေနည်းနည်းရှိတဲ့အတွက်ကြောင့်လဖတ်လိုမျိုးနှက်ပြီးတော့တုတ်စားရင်အရင်စားကောင်းပါတယ်ဂျီလီကတော့ဂျီလီအမေကိုဒီငရဲဘလူးရက်ကိုအမြဲတမ်းတုတ်ကြွေးလေးရှိပါတယ်သူကလဖတ်နဲ့မတည့်လို့ပါအရင်ဆုံးရဲ့ဘလူးရက်ကိုရေးဆေးပြီးတော့နိုင်ဝက်လောက် နူးတီတီကိုပြုတ်ပေးရပါတယ်။သူရှိမှာအနံ့ကလေးစိမ့်ရှိရှိနံ့တော့နည်းနည်းရှိပါတယ်။တချို့ကတော့လေအခါတက်မကြိုက်တာရောအနံ့ကိုမကြိုက်တာရောကြောင့်လေရေလဲပြီးတော့နှစ်ချိန်လောက်ပြုတ်ပါတယ်။ကိုကလေလက်ဖက်လိုမျိုးအခါတက်လေးနည်းနည်းလိုချင်တယ်ဆိုရင်တော့လေရေမလဲပဲနဲ့ဒီလိုမျိုးနိုင်ဝက်လောက်ပြုတ်ရပါတယ်။အရသာအတွက်ကိုစားရင်ငါးသားမှုရင်ထည့်ပြီးတော့ဒီရွက်ကလေးကိုညက်တီတီကိုချိန်ဆက်နဲ့ချိန်ပါတယ်။ ချီလီပြုတ်တာနည်းနည်းလိုသွားလို့လားမသိဘူးလေကြိတ်ထားတာလေအရင်မညက်ဘူးပေါ့နော်အရွက်ကလေအဲ့ဒါနဲ့ဂျီလီကကက်ကြီးလေးနဲ့လေအပိုင်းသေးသေးလေးလေးဖြစ်အောင်ထန်းချန်လိုက်ပါတယ်နူးတယ်ဆိုရင်တော့လေဒီနေရာမှာကြိတ်လိုက်ုံနဲ့ညက်တယ်ပေါ့နော်ပူစားနှက်ပါတော့မယ်အမျိုးသီးကိုမြင်းများလေးညှစ်ထည့်ပါတယ်ပြီးရင်မြေဘဲထောင်းထည့်ပါတယ်ဒါကလေစိတ်စိတ်လေးနဲ့ပူကောင်းလို့ပါပြီးရင်ပစွန်ချောင်းမှုန့်ထည့်ပါတယ် ပြီးရင်ငရုတ်သီးစိမ့်နဲ့ကျက်သွပြူနဲ့ကိုလည်းပပလီပြီးတော့တခါလေးထည့်ထားပါလေကျက်သွပြူကသေးသေးလေးတွေဆိုတော့ဂျီလီကမလီတော့ပဲနဲ့ဒီတိုင်းလေးထည့်ထားတာပါပြီးရင်ဘူးတစ်ခုတည်းကိုထည့်ပြီးတော့မှအပေါ်ကနေပြီးတော့စီစမ်းပြီးတော့ဂျီလီယာရေခဲတစ်တာတွေကိုတိမ့်ပါတယ်။စကနီတော့မှရေခဲတစ်တာတွေကထုတ်ပြီးတော့ နှမ်းထဲပစွန်ကြောက်လေးတွေဖြူပြီးတော့စားပါတယ်။အကျော်စံကြိုက်တယ်ဆိုရင်လည်းအကျော်စံနဲ့ထည့်တုပ်လို့ရပါတယ်။သူကလက်ဖက်လိုလေးလေးအောင်တာလည်းမဖြစ်တဲ့အတွက်ကြောင့်စိတ်ချလက်ချစားလို့ရပါတယ်။